အားလုံးပဲမင်္ဂလာပါရှင်ကျမတို့ရဲ့ Rye Audio Book Channel လေးကနေပြီးတော့ကြိုဆိုလိုက်ပါတယ်ဒီနေ့ညတက်ဆက်ပြီးမှာကတော့တမလွန်ဧည့်သည်ဆိုတဲ့ဇာတ်လမ်းလေးပဲဖြစ်ပါတယ်ရှင်ကျမတို့ရဲ့ Channel လေးကိုကြိုက်နှစ်သက်တယ်ဆိုရင် Like and Subscribe လုပ်ခဲ့ပြီးတော့ဇာတ်လမ်းသစ်တွေတင်လိုက်သိရှိနိုင်ဖို့အတွက်ဘေးကနိုးဒီခေါင်းလောင်းလေးကိုလည်းနှိမ်ထားပေးပါအောင်နော်အိမ်တော်ရှင်မနှစ်ယောက်စကားတပြေပြေနဲ့နေပူကျဲတဲ့လမ်းလျှောက်လာနေကြတယ် သူတို့နှစ်ယောက်ကကန်ယူရင်းရွာက မလှသူမင်းနဲ့မအေးအေးရီတို့ပင်ဖြစ်တယ်။သူမတို့နှစ်ယောက်ကမြို့ပေါ်တက်ပြီးရွှေစအနှင်းငယ်ဝယ်ပြီးပြန်လာခဲ့ကြခြင်းပဲဖြစ်ပါတယ်။လက်ထဲမှာလည်းခလေးများအတွက်ဝယ်ခဲ့သောမုတ်ထုံနဲ့အမဲသားအစိမ့်တုံကိုစီကန်၍ယခုကစပားပေါ်ချိန်မို့လဲသမားဖြစ်ကြတဲ့သူမတို့ဖို့ငွေရှင်သောချိန်ပဲဖြစ်ပါတယ်။ကားနဲ့ရွာက နိုင်ဝက်ကြော်နေပါသွားရတာမို့သူမတို့မောနေကြလိမ့်ပြီ။တီကြတဲ့ပူလိုက်တဲ့နေကမေမျောလို့မတန်း တို့မတို့လာရင်လူတရက်စာတန်လွင်ပင်လေးကိုတွေ့၍သတ်သူမေကျုပ်တို့ခဏနားကြရအောင် နေကလည်းပူလိုက်ပါပြီဟဲ့အိမ်ကလူတယောက်ကျုပ်ကိုဒေါပွားနေလောက်ပြီတော့ဒေါအေးအင်းကြီးကထိုးထိုးပြောပြီးတန်လွင်ပင်လေးအောက်မှာဝင်ထိုင်လိုက်ပါတယ်ဟုတ်ပါတော့ဒီနေ့မှနေတိုင်းထပ်ပို့ပို့နေတယ်လို့ပဲအမဲသားတွေလည်းချက်ဆရာမလို့ပဲကြက်တော်မယ်လှသူမေကအမဲသားတို့ကိုမြှောင်ရင်းပြောလိုက်ပါတော့တယ်မောလိုက်တာဟဲ့ဒါနဲ့လှသူမေနင်းတို့မှာကောဒီနေ့စပားကောင်းရဲ့လားအေး ကျုပ်တို့မှာတော့တိတ်မကောင်းဘူး။အင်းကျုပ်တို့မှာတော့ကောင်းတယ်လို့ပြောရမှာ။ဒီနေ့စပားကောင်းရင်ကျုပ်သားမောင်မားမြစ်ကိုရှင်ပြုတ်ပေးမလို့တော့။လာသူမေကသမားရဲ့အရှိမရှိနေသောလက်ကွင်းပြင်ကိုငေးမောရင်းနဲ့ပြောလိုက်ပါတယ်။ကောင်းတာပေါ့အေးနင်ပြောမှာပဲသတိထားမိတယ်။မြင့်သားမောင်မားမြစ်လည်းမငေတော့ဘူးပဲရှင်ပြုတ်မဲ့ကြွေတော်ရောက်နေပြီ။ငါတို့မှာတော့ဒီနေ့တော့ရှင်ပြုတ်နိုင်မှာမဟုတ်တော့ပါဘူးဟဲ့။မနစ်ကကိုခင်မောင်အဖေစိတ်ကူးရတဲ့ဇီးတွေကမနေဘူးအေး။ အဲအကျူးတွေကိုဆက်လိုက်ရင်တိတ်ကြံတော့မှာမဟုတ်ဘူးဤတို့နဲ့သူမတို့နေအောင်လဲဆက်မိဆက်ရပြောကြဆိုကြပြီးခဏအကြာတွင်အေးကြီးသွားကြမယ်လေတော်ကြအိမ်ကလူတော့ပွားနေပါဦးမယ်အိမ်မှာကလည်းသားလေးတယောက်တည်းထားခဲ့ရတာလာသူမေကပြုံရင်သူမရဲ့ပစ္စည်းပစ္စယများကို တွင်လျာဆွဲလိုက်တယ်။အေးအေးသွားကြတာပေါ့။လာသူမေထိုတန်လွင်မြေအောက်မှာထွက်မလို့လုံနေစဉ်ကျိုးတဲ့စိတ်ကနေဖြစ်သွားပြီး ကြက်တိမွေးငင်းများလည်းထသွားတယ်။ဟင်းမဖြစ်တာတော့သူမစိတ်ထဲပြောလိုက်မိနေလေ။ထိုစဉ်သူမတတိထားလိုက်မိသည်ကသူမရဲ့အမဲသားတို့မှနှကိုထပ်ပုံမိုလေးလံသွားခြင်းပဲဖြစ်ပါတယ်။အေးကျုပ်အမဲသားတို့ကအရင်လေးသွားသလိုပဲတော့နှကိုထပ်အလေးချိန်စီးသွားသလိုပဲဟုတ်လို့လားဟဲ့ငါအမဲသားတို့တော့ပုံမှန်ပါပဲအေးကျုပ်လည်းမသိတော့ပါဘူးတော့အရင်လေးနေသလိုခံစားရတယ်။နင်းစိတ်ထင်တာနေမှာပါအေး။ တမားတို့နဲ့ရောက်လာရင်ရွာအဝယ်ဝရောက်လာတော့လသူမေရဲ့သားမောင်လာမြင့်နဲ့အေးအေးညီရဲ့သားကျော်အေးတို့ကအပြေးကလေးလာရောက်ချိုးဆိုကြတယ်။ဟဲ့သားနေပူတယ်အရင်ပြေးလွှားမနေနဲ့အဖုံမိတွေဖြားနေပါအောင်မယ်။လသူမေကတမားစီပြေးလာနေတဲ့သားဖြစ်သူအောင်အော်ပြောလိုက်တယ်။အမေပေးပေးသားကူထမ်းပေးမယ်။သားအတွက်မုံကောပါရဲ့လားဗျ။မောင်လာမြင့်ကမိခင်ဖြစ်သူလက်ထဲမှာအမေသားတို့ကိုလှမ်းယူရင်းမေးလိုက်တယ်။ထိုချိန်၌အေးအေးညီတို့သားမီးနှစ်ယောက်ကရွာလန်းခွင်းလေးတိုင်းထွက်သွားနေကြမိဖြစ်တဲ့ ါပါတော့ဒီမှာသားအတွက်မို့ဒါနဲ့သားပြေရောနေတရပြန်ရောက်ပြီလားမရောက်သေးဦးမေမောင်လွန်းမြင့်လက်ထဲအမဲသားတို့ရောက်တဲ့နည်းချက်ချင်းအမှုရာပြောင်းသွားတယ်။ဥကောင်းကိုငိုက်ဆိုင်ချပြီးမျက်နာကလည်းညှိုးငယ်သွားတယ်။တီးသည်နဲ့မိခင်ဖြစ်သူရဲ့ရှေ့မှာအနှင်းအမြန်ထွက်ခွာသွား၍လှသူမေတယောက်မနှဲအမိလိုက်ရတော့တယ်။အိမ်ရောက်တဲ့နည်းမောင်လွန်းမြင့်ဤတကူလုံးဟိဟိန့်တောက်ပူလာပြီးအပြင်းဖျားပါတော့တယ်။ လာသူမေကတားဖြစ်သူရဲ့နဖူးကိုစန့်ကြည့်တော့အဖျားတက်နေပြီဖြစ်ကြောင်းသိလိုက်ရ၍စိုးရိမ်သွားလေတော့တယ်။အောက်မလေးတားလေးကိုရီပူနေလိုက်တာအဲ့ဒါကြောင့်အမေပြောပါတယ်နေပူတဲ့မပြေးပါနဲ့လို့ကဲအခုတော့ဖြစ်ပြီမလား။တားသူမေကတားဖြစ်သူအားဆောင်းချုံပေးရင်ပြောလိုက်တော့တယ်။မောင်လာမြင်ကအင်းမလုံအင်းမလုံကိုလက်မအီးမသားပုံစံဖြင့်မိခင်ဖြစ်သူဟာစိတ်စိတ်ကြီးကြီးနေတယ်ခဏကြာတွင်လှသူမေရဲ့ယောက်ျားဖြစ်သူကိုမြင့်မောင်ရောက်လာတော့တယ် ခါးကြားဒဇင်ကိုထိုးထားသလိုဝါခမောင်လေးကိုလည်းစောင်းထားသေးတယ်။နေပူတဲ့စပားရိုက်ပြီးလာတာမို့ချွေးများပင်ဆွဲရှုံနေတယ်။ကိုမြင့်မောင်အိတ်တန်းမောဖြင့်ရင်အသားဖြစ်သူအိတ်ရတဲ့လဲနေတာမြင်တော့မိမသားလေးပါဖြစ်တာလေဒီလောက်နေပူနေတာစောင့်နေချုံလို့ပါလားကွာ။ပတိပါဘူးယောက်ျားရဲ့ကျုံမျိုးကပြန်လာတော့ကအကောင်ကျုပ်လက်ထဲကအမဲသားတို့ကိုင်းပြီးသေးရသားလေးမူရပြောင်းသွားပြီးအိမ်ရောက်တာနဲ့အပြင်းပြားတော့တာပဲ။လာသူမေကပြောရင်းနဲ့မြို့ကဝေလာတဲ့မုံလေးက ကိုမြင့်မောင်ကိုပေးလိုက်တယ်။ကိုမြင့်မောင်လည်းမိမဖြစ်သူကမ်းပေးတဲ့မုံကိုစားရင်သားဖြစ်သူနားတို့ကခါတာမုံကဖြားလာလား။ရော့မုံစားလိုက်။ဖအေးဖြစ်သူကကမ်းပေးပေမဲ့မောင်လာမြင့်ကဖခင်ကိုမစင်နဲ့တဲ့အမှုရာဖြင့်ကြည်နေတယ်။သားဖြစ်သူရဲ့အကြည့်ကြောင့်ကိုမြင့်မောင်နည်းနည်းစိုးရိမ်သွားတယ်။တာလီမုံစားမလား။ဘာစားခြင်းလဲ။အဖေကပြောလေ။မစားဘူး။တွားမဲသားပဲစားခြင်းလဲ။ဟင် ကိုမြင့်မောင်ကလှသူမေပါလန့်သွားတယ်။သားလေးသားလေးမဖြစ်တာလဲ။မဖြစ်တာလဲသားရဲ့။ကိုမြင့်မောင်တို့မှာကသားလေးတယောက်တည်းရှိတော်မူမိဘနှစ်ပါးကချစ်လိုက်ကြသည်မှာမျက်စိအောက်ကအပြက်မခံဆိုသလိုမျိုးပဲ။မောင်လမြင့်မှာတငုံငိုတရင်နဲ့ဖြစ်လာတယ်။ခြေလက်တွေအေးဆက်လာတယ်။အမေသားစားခြင်းနဲ့ကျုပ်ကအမေသားကြွေအမေသားစားရမှနေကောင်းမှာအမေသားကြွေမောင်လမြင့်ရဲ့အတန်ကယုတ်တရလူကြီးတယောက်အတန်ကဲသူဖြစ်နေ၍လှသူမေနားမလဲစွာဖြင့်စိုးရိမ်စိတ်တွေအထွတ်ထိပ်ရောက်နေတယ်။ အချိန်၄ကိုညိမ့်မိတော့ကိုမြင့်မောင်ကမိမလာခဲ့အောင်ထို့သူပြောဆိုပြီးတားဖြစ်သူနဲ့ခဝေးဝေးကိုခေါ်လာခဲ့တယ်။မိမအမဲသားဝယ်ပြီးလာတော့ကလမ်းမှာတခုခုဖြစ်ခဲ့သေးလား။အဲ့နာရီထားစမ်းပါတော့ကျုပ်သားလေးတို့စိတ်ပူလာပြီးအရက်ထဲကဘိန်းနိုးဆရာကြီးဥညိုကိုသွားခေါ်တော့မယ်။တာသူမေကပြပြဆူဆူနဲ့ထွက်သွားမြည်လို့ရေးကိုမြင့်မောင်ဆွဲထားလိုက်တယ်။မိမနေစမ်းမအောင်ငါမေးတာဖြေစမ်းမအောင်တားလေးကရိုးရိုးဖြားနေတာမဟုတ်ဘူးခ။ဟမ်ဒါဆိုတားလေးကဘာဖြစ်တာရောတော့ င်းငါစိတ်ပူလာပြီပြီးတော့ယောက်ျားယောက်ျားဘယ်လိုသိတာလဲကိုမြင့်မောင်ခေါင်းကုပ်နေလေတဲ့ငါမေးတာပဲဖြေစမ်းမအောင်ဘာမှတော့မဖြစ်ခဲ့ဘူးယောက်ျားရဲ့ဒါပေမဲ့ကျော်စင်းလုံးဥတ္တလူလိုလဲခွင်းတာကတန်လွင်မေအောက်မှာတော့ခဏနားခဲ့ကြတယ်ဟုတ်ပြီခုမှတတိယရတယ်တော့ကျုပ်တို့အပင်အောက်ကထွက်တော့အောက်မလီကျုပ်ရဲ့အမဲသားတော်ကိုလေးသွားတာမှကျုပ်တောင်မနိုင်တနိုင်ဖြစ်သွားတယ်ယောက်ျားရဲ့အင်းငါသဘောပေါက်ပြီမိမလာခဲ့ကြည်နေငါသားပါလို့ဖျားရတာလဲဆိုတာ ကိုမြင့်မောင်ထိုးနေရာမှာအသားဖြစ်သူအနာသူသွားရောက်ရေဖဲ့ကောင်မင်းဘသူတော့ဘာလို့ငါတာခဏမှာခိုကတ်နေရတာတော့ခုချက်ချင်းထွက်ကိုမြင့်မောင်ထိုးတို့អော်ပြောလိုက်တော့လှတုံမီလဲနားမလည်နိုင်ဖြစ်နေပေမဲ့မောင်လမြင့်ကဝုန်းဝနေထောက်ကငုတ်တုတ်ကြီးထိုင်ပြီးတဟိဟိတဟိဟိညင်းနေတယ်ငါကတန်လွင်မြေမှာနေတဲ့နှင်းရဲ့တဝန်းကဲအမခင်းနှင်းဆွေဟဲ့ခင်းနှင်းဆွေငါမဲသားစားကျင်လို့လိုက်လာတာနင်တို့ကျွေးမလားမကျွေးဘူးလားပြောပိုင်စိုးပိုင်တဲ့အတန်ဖြင့်ပြောလာတော့အခါထို့တို့မှလှတုံမီသဘောပေါက်သွားတော့တယ် ဦးတက်လုံးနဲ့ကိုမြင့်မောင်၏အမဝန်းခွဲခင်နှင်းဆွေတို့ကငငယ်လေးတည်းကအိမ်အောင်ကြခဲ့ကြပြီးတာသမီမထိုးကားခဲ့ကြပါဘူး။သူတို့လင်မယားကကစေးလေးနဲ့သလိုတရွာလုံးနဲ့တယောက်ဆိုသလိုမင်းဖြစ်လေတဲ့။ဒါပေမဲ့ကိုမြင့်မောင်ငယ်စဉ်ကသူတို့လင်မယားမှာတောင်းတယောက်လိုချစ်ခဲ့ကြပေမဲ့အရွယ်ရောက်လာတော့ဘာလို့လဲမသိ။အမြင်မကြည့်ဖြစ်ကဝေးဝေးကရှောင်လာကြတော့တယ်။ဒါပေမဲ့ဒေါခင်နင်းဆွေကွယ်လွန်သွားဒီမှာနှစ်အနည်းငယ်ပင်ကြာခဲ့ပြီဖြစ်၍ကိုမြင့်မောင်ကမယုံမဲ။ပါမဲသားစားခြင်းလို့ဟုတ်လား။ပါရီနာတွေကိုရိုက်ထလိုက်ရ ကိုမြမောင်ထို့တို့ပြောပြီးရိုက်မိဟန်ဖြစ်ပြတယ်။ဘာနေငန်းလိုက်ကိုရိုက်မယ်ဟုတ်လား။အောင်မာငါထိန်းချောင်းလာငယ်လို့ကြီးပြင်းလာတဲ့အကောင်ကများလာခဲ့လေပါကျိုးကျင်နေပြီလား။ရုပ်တရက်တားဖြစ်သူရဲ့ဇကာကြောင့်ကိုမြမောင်နည်းနည်းလန့်သွားတယ်။ရှုပ်ကြကျုပ်တို့ဘလို့လုံးကြမလဲ။တားလီတစ်ခုခုဖြစ်မှာစိုးရိမ်နေတော့မိမဘာမှမပုံနဲ့ဘာလို့ရမလဲငါသိတယ်။ကိုမြမောင်ကမိမဖြစ်သူကမစိုးရိမ်မှုပြောလိုက်ပြီးတော့တားဖြစ်သူဘက်ကိုလှည့်ကရွာဝင်လွမ်းကတန်လွင်ပင်လေးမှာနေတာပေါ့။ အမဲသားစားချင်လို့လိုက်လာတယ်ပေါ့ဟုတ်လားဒါဆိုအေးအေးကြီးရဲ့နောက်ကိုမလိုက်ပဲဘာဖြစ်လို့လောက်တုံမရဲ့နောက်ကိုလိုက်လာရတာတုံးဟေးမြင့်မောင်အေးအေးကြီးရဲ့ယောက်ျားကရွှေရင်ကြောဟဲ့ပြီးတော့ကြံလေကြံသေးငင်ကငါသားလေးလိုပဲလေငါအမဲသားမစားရတာကြာပြီငါ့ကိုအမဲသားကျွေးဆက်မှာအမဲသားစားချင်တယ်ပေါ့စားရမယ်စောင့်နေကိုမြင့်မောင်ထို့တို့ပြောပြီးမိမဖြစ်သူအားမိမသားလေးကိုခဏကြည့်တာငါလေတဲ့ခဏသွားလိုက်အောင်မယ်အမဲသားစားချင်နေတဲ့အကောင်ကိုကျွေးရတာပေါ့ ကိုမြင့်မောင်အိမ်မှနေမြန်စွာထွက်လာပြီးနေတဲ့သူသွားကကောက်ရိုးတစည်းထမ်းပြီးတုံနဲ့အတူစပားသိမ့်နေတဲ့ကောင်လေးနှစ်ယောက်ကိုလည်းတယောက်တစည်းထမ်းခိုင်းလိုက်တယ်။ပြီးတာနဲ့တန်လွင်မင်းလေးရှိရာသို့သွားပြီးတန်လွင်မင်းအား ကောက်ရိုးပုံဖြင့်ပုံပြီးမီးရှို့လိုက်ပါတော့တယ်။အဲ့ဒီအချိန်ကိုမြင့်မောင်ရဲ့အိမ်မှာအမလေးပူလိုက်တာပူလိုက်တာငါအိမ်ကိုဘသူမီးရှို့နေတာလဲပူလိုက်တာကိုမြင့်မောင်တရားထို့သောအော်ဟစ်ခါအိမ်ရတဲ့လူလိန်နေပါတော့တယ်။ဒါတာလီဘာဖြစ်တာလဲတာလီရဲ့ လာသူမေတရားငုံမဲမဲဖြစ်နေပါတော့တယ်အာပူတယ်ပူတယ်အာကိုမြင့်မောင်တရားဝုန်းဝနေလဲကငြိမ်သွားပါတော့တယ်တာတာလီတာလီဟဲအမေတာအင်ကိုဘလို့ရောက်နေတာလဲဆောင်းတော့လမ်းထိပ်မှာအမေကိုဆောင်းနေတာလေမောင်လားမြင့်ဘာမှမမှတ်မိတော့ဘေးခဏကြာကိုမြင့်မောင်ပြန်ရောက်လာလေတော့တယ်တကူလုံးလဲချွေးတွေဆူရွှဲလို့ခန္ဓာမှာလဲကောက်ရိုးတွေနဲ့မိမဘလို့လဲအမေသားစားကျင်တဲ့ဟာမှထွက်သွားပြီလားဖြောက်ကြ ဆက်ချက်ရှင်ဘာလုပ်လိုက်တာလဲစောနာသားလေးထအော်တာကျုပ်ပြစိတ်ဘူးလုံးလုံးတေးရကြီးရဲ့တော့ပူနေပူနေအော်ပြီးမှထွက်သွားတာဟာဟာဟာမြင့်မောင်ကိုဘာမှတ်နေလဲဟာ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 ကိုမြင့်မောင်သဘောကျစွာရေလိုက်ပြီးတော့တယ်တို့ချင်းနိုင်ဥတင်လူတယောက်ဓမ္မကိုကိုင်းပြီးဒေါသတကြီးနဲ့ကိုမြင့်မောင်ရဲ့အိမ်ရှိသူရောက်ချလာပါတော့တယ်မြင့်မောင်ဖဲ့မြင့်မောင်မင်းခုထွက်ခဲ့စမ်းအော်တန်ကြောင့်ကိုမြင့်မောင်လည်းအိမ်အောက်ဆင်းလာခဲ့တယ်ဟာဥတင်လူပါလားဘာများဖြစ်လာတော့တော့ ကိုမြင့်မောင်ကအေးဆွေးစွာမေးလိုက်တော့လေပါပြင်ရမလဲကွာမင်းငါ့အလဲအစုံကတန်လွင်မင်းကိုမီးရှို့လိုက်တာလေအဲ့ဒါကငါမကျင်တတ်ဘူးအကိစ္စရှင်းစမ်းဦးထင်းလူရဲ့ပုံစံကဒေါသကြောင့်ထင်ပါရဲ့မျက်နာတစ်ခုလုံးနေရဲနေလေတဲ့ယောဟိုခတ်တော်တာပဲအဲ့ပင်ကအကောင်ကကျုပ်သားစီမဝင်ဘူးလို့ကျုပ်ကမီးရှို့ပြစ်တာလေဘာများမလို့တော့မှားတယ်ကွာမှားတယ်အဲ့ပင်မှာငါမိမခင်းနှင်းဆိုနေတာကွာမင်းကတုံနေတဲ့ပင်ကိုမီးရှို့လိုက်တော့အခုတုံမှာနေစရာမရှိတော့ဘူးငါလေကကောင်လေးတွေကိုဝင်ပူးနေပြီကွာ အော်ဒါဆိုဧပယ်မှာခမားရင်မိမနေနေတာကိုခမားသိတယ်ပေါ့ဥတင်လို့မဖြေခမားဖြေလေဘာလို့မဖြေရလဲကိုမြင့်မောင်ရဲ့အတန်းကမြင့်သလားတဲ့ဘာလဲခမားမဖြေရုံမလားဟုတ်တယ်ကွာဧပယ်မှာငါမိမနေတယ်ငါလည်းသိတယ်ပြောရရင်ငါနေခိုင်းထားတာအဲ့တော့ဘာဖြစ်တယ်လဲဥတင်လို့ပို့ပြီးဒေါ်လာထွက်သားသည်ချင်းလက်ထဲကဓာတ်ကိုရှေ့သို့တိုးယူလာတယ်ဒါဆိုခမားကတရေမွေးထားတယ်ပေါ့လေဟုတ်တယ်ငါကတရေမွေးထားတယ် ငါလေတွေစပားထွက်တော့ငါမိမခင်နေစီဆမ်လျှောက်ပေးနေတာကဒီမဟက်ကငါရှိရှိဝဲဝဲမပြောချင်ဘူးမင်းငါမိမကိုစိတ်ကျေနပ်အောင် တောင်းမမမဟုတ်ရင်တော့တင့်လူအကြောင်းကောင်းကောင်းကြီးသိစေရမယ်ဦးတင့်လူတောက်ခေါလေးရဲ့မကျေနပ်သောအကြည့်ဖြင့်ကြည်ကထွက်သွားပါလိတော့တယ်ထိုနေ့ညနေဝင်းရီတယောချင်းအမေသာချက်ထိတ်ထားတဲ့ခေါကွက်ကိုတစ်ဖက်ဓမ္မကိုတစ်ဖက်ကိုင်ကကိုမြင့်မောင်တယောက် နေ့လယ်ကကော့ပြိုးစုပြီးသူ့မီးရှို့ခဲ့တဲ့တန်လွင်မင်းလေးရှိရာသို့ရောက်ရှိလာခဲ့တော့တယ်။တန်လွင်မင်းလေးမှလည်းမီးရန်ကြောင့်ပင်စီမျှသာရှိတော့တယ်။ကိုမြင့်မောင်ကသူ့သဘောအရဆိုရင်ခေါ်စာပြဖို့နေနေတသာတန်လွင်မင်းကိုအမြစ်ပါမကြောင်တူးဖြစ်ချင်းနေတယ်။ဒါပေမဲ့မိမဖြစ်သူလှသူမေးကအတင်းတိုက်တော်မှုကြောင့်ခေါ်စာပြည့်ရန်ရောက်လာရခြင်းဖြစ်ပါတယ်။စိတ်ပါလာရွေးတော့မဟုတ်။တန်လွင်မင်းရဲ့ပင်စီအောက်မှာခေါ်စာဘက်ကိုပြစ်ချလိုက်တယ်။ အမဲသားစားကျင်နေတဲ့အကောင်ထားအမတွေးကျင်လို့တော့မမှတ်နဲ့နော်အေးနှောက်စုံမျက်မှောင်ရဲ့မိသားစုနဲ့ဝေးဝေးနေမဟုတ်ရင်တော့မီးရှို့လုံးနဲ့မကောက်အပင်အောက်ခြေကနေအမြင့်မကျန်နှံတုပလိုက်မှာခုလဲစားကျင်စားမစားကျင်နေကျုံနောက်ကိုလိုက်ချောင်းမဲမကျန်နဲ့နော်နောက်တခါထပ်သိနေမှအစိုးမစုံနဲ့ကိုပြင်းမောင်ထိုးတို့ပြောဆိုပြီးထွက်လာခဲ့လေတော့တယ်ကိုပြင်းမောင်ရဲ့နောက်မှာခြေတန်းလို့လို့အတန်တခုကြားလိုက်ရ၍လိုက်မလာနဲ့နော်ဓာတ်နဲ့နုံလုံးစမ်းပလိုက်မယ်လိုက်ရဲလိုက်ကြည့် ထို့သူပြောလိုက်ခါမှတချွတ်ချွတ်မြည်တမ်းနဲ့တိတ်ဆိတ်သွားလေတော့တယ်။ကိုမြင့်မောင်အိမ်ပြန်ရောက်တဲ့အချိန်မှာအရာအလုံးကပုံမှန်ဖြစ်နေပေမဲ့သူတို့မမြင်တဲ့တနေရာမှာကမဖိတ်ခေါ်ပဲရောက်လာခဲ့တဲ့တမန်လုံးတယောက်ဒေါခင်နေစေတယောက်ဒေါသထွက်စိတ်ဆိုးနေမှာအေကန်အမှန်ပင်ဖြစ်ပါတော့ရှင်။ဇလန်းလေးကတော့ဒီမှာပဲပြီးဆုံးသွားခဲ့ပါပြီရှင်။ဇလန်းလေးစုံတဲ့အထိလိုက်ပါနားဆဲပေးခဲ့ကြတဲ့တယောက်ချင်းစီတိုင်းကိုလည်းကျေးဇူးအထူးပဲတင်ရှိပါတယ်ရှင်။